ဩစတြေးလျမှာရှိတဲ့အပန်းရောင်ကြီးခံ Lake Hiller အကြောင်းကိုစိတ်ဝင်စားစရာပြောပြပေးထားမှာဖြစ်ပါတယ်။ Lake Hiller ကအနောက်ပိုင်းဩစတြေးလျပြည်နယ်မှာတောင်ဘက်ကမ်းရိုးတန်းမှာရှိတဲ့ကျွန်းစုတွေထဲကအကြီးဆုံးတစ်ခုဖြစ်တဲ့ Middle Island ရဲ့အဆင်မှာတည်ရှိတဲ့စားငင်အိုင်တစ်ခုပဲဖြစ်ပါတယ်။သူ့ရဲ့အထင်ရှားဆုံးနဲ့စိတ်ဝင်စားစရာအကောင်းဆုံးအင်္ဂါရက်ကတော့အပန်းရောင်တော်တော်ကြီးခံဖြစ်နေခြင်းပဲဖြစ်ပါတယ်။ကမ်းရဲ့အရာက Barbecue Camping လို့ အပန်းရောင်ကဲတော့တောက်ပါနေပြီတော့ကင်ရီကိုဒီဖန်ခွက်ထဲမှာထည့်လိုက်မယ်ဆိုရင်လည်းသူ့ရဲ့အပန်းရောင်ကြီးကမပြောင်းလဲဘဲနဲ့တည်မြဲနေပါတယ်။ဒီရဲ့ရေခဲကပင်လယ်နဲ့နီကတ်ဆော်တီရှိပြီးတော့ကင်ရဲ့အမြောက်ဖက်အစွန်ကိုပင်လယ်သမုတ်ချာရဲကတစ်ပင်နေနဲ့ဖုံးလွှမ်းထားတဲ့တဲတောင်ကုန်းမြေအခြေအနေတခုနဲ့ပိုင်းခြားထားပါတယ်။ဒီရဲ့ရေခဲကိုတင်ဖြူရဲစက်ကူခောက်ပင်နဲ့ယူကလစ်ပင်တွေကတစ်တော်ရီကဝန်းရံထားပါတယ်။ကဲအလျာခမန်ချိမီတာ600 ပြင်းထောင်ခန့်နဲ့အနက်မှာတော့မီတာ150ပြီး120ခန့်ရှိပါတယ်။အပန်းရောင်ဖြစ်နေခြင်းရဲ့ဒီဖာနီချာအကြောင်းအရတော့ဒီ Lake Hiller ရဲ့အထူးခြားတဲ့အပန်းရောင်ကဤထဲမှာရှိနေရဲ့စားပဝင်မှုမြင်မှခြင်းနဲ့တင်းငံတော်သက်ရှိပေါင်းစက်ပဝင်မှုကြောင့်ဒီပန်းပညာရှင်များယုံကြည်ကြပါတယ်။စားငင်ရီတွေရှင်တန်နေထိုင်တဲ့ဒီရင်းကြီးငယ်တွေက carotenoid လို့ခေါ်တဲ့အနီအောင်ခြေပစ္စည်းတွေပြင်ပန်းတွေကိုထုတ်လုပ်ပါတယ်။ သူတို့ဟာမွန်လာဥနီမှာတွေ့ရတဲ့ရောင်ခြယ်ပစ္စည်းတွေနဲ့အဆင်တူပါတယ်။စားငံအလွန်များတဲ့ပုံမှန်ချက်မှာရှင်တန်ကြီးထွားနေတဲ့ဒီဘက်တီးရီးယားတွေကစားဖက်တွေအတွင်းမှာရှိတဲ့ bacterial ubiquin လို့ခေါ်တဲ့အနီရောင်ခြယ်ပစ္စည်းကိုထုတ်လုပ်ပေးတာကြောင့်ဒီရဲ့အပန်းရောင်ကိုပုံမှန်တောက်ပါစေပါတယ်။သိပ္ပံပညာရှင်တွေရဲ့လေလာတွေ့ရှိချက်တွေအရဒီရဲ့အရေးခံထဲမှာ Decoloromonas aromatica ကဲ့သို့အခြားသောတင်းငယ်တဲ့သက်ရှိများစွာလည်းရှိနေပါတယ်။ ဒီရဲ့အသက်ရှိတဲ့စားငန်တန်းနဲ့ရောင်ခြံပစ္စည်းပေါင်းစပ်မှုကြောင့်ကံတနည်းပတ်လုံးတောက်ပါရဲအပန်းရောင်ထိမ့်သိမ်းထားနိုင်ခြင်းဖြစ်ပါတယ်။လက်ခလာကလူသူအယောက်ပေါက်နေပါတဲ့မစ္စတာအိုင်လန်မှာတည်ရှိတာကြောင့်ကုန်းကြောင်မှဒါရိုက်တွားရောက်လည်ပတ်ဖို့မလွယ်ကိုပါဘူး။ဒါအပြင်ဒီရဲ့ဂျုံကိုသူတည်တနာပြုဖို့အတွက်အသုံးပြုတဲ့သဘာဝထိမ့်သိမ်းရေးနယ်မြေအဖြစ်သတ်မှတ်ထားတာကြောင့်ဒီရဲ့ရေကန်ကိုခြေလင်းရှောက်ရဲတော့ခွင့်ရုံတော့ပြင်ချက်စွာကန့်သက်ထားပါတယ်။ ဒီရဲ့ထူးခြားချက်ကတော့တဘာဝအလောက်အကောင်းဆုံးမြင်တွေ့နိုင်တဲ့နည်းလမ်းမှာတော့လေရင်တမမဟုတ်ယဟန်ဖြစ်နေကြောင်းခီးစင်ရနေတာကြည့်ရှုနိုင်ပြီးတော့ကံကိုအပေါ်စီမှကြည့်ရှုမှသာပန်းရောင်တထောင်ဖြစ်အထင်ရှားဆုံးမြင်နိုင်တာဖြစ်ပါတယ်။ဒီရဲ့ကင်ကလူသားတွေအတွက်ဘီကင်းနယ်လို့ဆိုလိုတော့လေလက်ရှိမှာဒီရဲ့ဒီနေရာမှာရေကူးချင်းအောင်တိုင်မြှင့်ထားပါတယ်။ဒီလိတ်ခေလာကဩစတြေးလျရဲ့တဘာဝအန်ဖွဲရီတဲ့အတခုဖြစ်ပြီးတော့သူရဲ့ထူးခြားတဲ့ပန်းရောင်ကကဘာတော်မှခီးတော်ရည်နဲ့ 有朋友问啊，什么样的水果最常联系一根筋的味？